င်များမှာဒီလိုခွေးလေးတောင်ရှိရင်ချမ်းသာလိမ့်မယ်ဒါမှမဟုတ်ဂျေးလဲအောင်းသွားရနိုင်ပါတယ်ဒီခွေးလေးကကောင်တာမှာပတက်ရက်လိုက်ပြီးတော့မန်နေဂျာကိုချင်းချောက်တဲ့စာတို့လေးကိုပြတ်လိုက်တယ်စာထဲမှာစက္ကန့်60အတွင်းဒေါ်လာနဲ့တမ်းပေးလိုက်ရင်ဘုံကပောက်ခွေးလေးမယ်ဆိုတော့မန်နေဂျာကကြောက်လန့်တကြားနဲ့ပိုက်ဆံကိုအိတ်ထဲထည့်ပေးလိုက်တော့ခွေးလေးကအေးဆေးပဲထွက်သွားတယ်အဆောင်တွေနဲ့မန်နေဂျာတွေကဒါကခွေးတကောင်ရဲ့လိုရက်တစ်ခုတည်းမဟုတ်ဘူးဆိုတာသိတော့နောက်ကနေလိုက်ကြည့်ကြတော့ခွေးကကတ်စီဘော်ကိုတက်သွားခဲ့တယ် ပြီးတော့သူ့လူတွေကိုခြေရခံဆက်ပါတယ်ဆိုတာတတိပေးလိုက်တော့ဓမြတယောက်ကငွေတွေနဲ့အတူပါလာတဲ့ခြေရခံဆက်ကိုထုတ်ယူလိုက်ပြီးလွတ်ပစ်ခဲ့လိုက်တယ်။ဒီနောက်အေးဆေးပဲပိုက်ဆံတွေနဲ့အတူသူတို့ရဲ့နေရာကိုပြန်လာခဲ့ကြတာပေါ့။ဓမြတယောက်ကဒီခွေးလေးကအတော်ကိုညံကောင်းတာပဲ။ဒီတော့နောက်တစ်ခါဘုံစစ်ကိုတုံးကြမလားလို့ပြောလိုက်တယ်။တကယ်လည်းဟုတ်တယ်ဗျ။သူကတာမန်ခွေးတွေနဲ့လုံးဝမတူဘူး။တာမန်ခွေးတွေကအမီးလေးနဲ့ပြီးအေးဆေးနေတက်ပေမဲ့သူကဗန်ဓမြတတ်ရတာကိုပဲပြောနေတာ။အဲ့ဒီလူကဘီစကစ်တစ်ခုကိုခွေးစီပြစ်ပေးလိုက်တော့ခွေးလေးကမစားချင်တော့သူ့စီပြန်ပြစ်ချလိုက်တယ်။ ဒီလူကအော်တော့သူကလည်းပြန်ဟောင်းလာပဲအဲ့ဒီအချိန်မှာပဲကင်းလက်ရဲကအမှတ်မထင်သူတို့စီရောက်လာခဲ့ရောဓမြနှစ်ယောက်ကလက်တွေမြောက်ထားလိုက်ကြပြီမဲ့ဓမြတစ်ယောက်ကရဲကိုခုံနဲ့ပြစ်ပောက်ပြီးတော့ထွက်ပြေးဖို့ကြိုးစားတယ်အဲ့အချိန်မှာခွေးရောက်လာပြီးရဲကိုတိုက်ခိုက်နေခဲ့တော့ဓမြနှစ်ယောက်ကလွတ်သွားပြီမဲ့နောက်ထပ်ရဲတယောက်ရောက်လာပြီးတော့ခွေးလေးကိုလောင်အိမ်တစ်ခုထဲမှာတောက်ခတ်ပြီးဖမ်းဆီးခံလိုက်ရတယ်နောက်တနေ့မှာခွေးကိုတားတက်ယုံကိုခေါ်သွားဖို့လုပ်နေတဲ့အချိန်မှာပဲလမ်းတနေရာမှာဆံပင်ကောက်ကောက်နဲ့ကောင်လေးတစ်ယောက်ကခွေးလေးကိုတွေ့သွားပြီးတော့ကေတင်ခဲ့လိုက်တယ် ခွေးလေးကိုသူ့အိမ်ခေါ်လာတော့ကောင်းလေးအံဩသွားတယ်ခွေးလေးကလိမ်မာပေမဲ့အယုတ်တွေအစားအသောက်တွေကိုဘာမှစိတ်မဝင်စားဘူးဗျသူလဲလူတွေလိုပဲပိုက်ဆံထက်ဘာမှအရေးမကြီးဘူးလို့ထင်နေတာနောက်တနေ့မှကောင်းလေးကအယိုးကိုတုံးပြီးလေ့ကျင့်ပေးဖို့ကြိုးစားခဲ့ပေမဲ့ခွေးကအယိုးကိုလုံးဝစိတ်မဝင်စားဘူးအဲပိုက်ဆံလဲပြတ်လိုက်ရော ကောင်းလေးစီကတန်းယူသွားတယ်ဒီတော့ကောင်းလေးကဒီခွေးကတကယ်ငွေမတက်ခွေးလေးပဲလို့တွေးလိုက်မိတယ်ညနေဘက်မှာတော့ကောင်လေးရဲ့အမေကအလုပ်ပြုတ်သွားပြီးမိသားစုကငွေကြေးအခက်အခဲဖြစ်နေမှန်းသိလိုက်ရတော့စိတ်မကောင်းဖြစ်နေခဲ့တယ်။ဒါကိုခွေးလေးကလည်းသိနေခဲ့တော့ ညဘက်မှာအပြင်ကိုထွက်လာခဲ့ပြီးပိုက်ဆံလိုက်ခိုးဖို့ဆုံးဖြတ်လိုက်တယ်။သူကစားတောက်ဆိုင်ဒီဆိုင်ထဲကိုဝင်လာခဲ့ပြီးတော့လက်ကင်အိတ်ထဲကပိုက်ဆံတွေကိုကိုက်ချီပြီးချက်ချင်းထွက်ပြေးလာခဲ့တယ်။ပြီးတော့ပိုက်ဆံကိုလက်မချထားလိုက်ရောဒါကိုတရောင်းစားကမြင်တော့သူ့ကိုပေးတယ်ထင်ပြီးသူ့ခွက်ထဲကိုထည့်ထားလိုက်ပြီးတော့ခွေးလေးအတွက်တချင်းဆိုပေးနေတဲ့အချိန်မှာပဲခွေးလေးကပြန်ရောက်လာပြီးတော့တရောင်းစားစီကပါထက်လို့လာခဲ့ပြန်တယ်။နောက်တနေ့မှာကောင်လေးကသူ့ကိုဆရာဝန်စီခေါ်သွားပြန်တော့လေခွေးလေးကဆရာဝန်ရဲ့ပိုက်ဆံအိတ်ကိုခိုးယူခဲ့လိုက်ပြန်တယ်။ ဒီတခါတော့ခွေးလေးကပိုက်ဆံများများခိုးဖို့ဆုံးဖြတ်လိုက်ပြီးတော့ပိုက်ဆံတွေတင်လာတဲ့ဘန်ကားကိုပြစ်မှတ်ထားလိုက်ပြီးကားအောက်မှာပုံအောင်နေခဲ့တယ်။ပိုက်ဆံတင်တဲ့သူတွေလာတဲ့အချိန်မှာတော့သူကပိုက်ဆံအိတ်တလုံးကိုကတ်ချီပြီးထွက်ပြေးလာခဲ့လိုက်တယ်။သူခိုးထားတဲ့ပိုက်ဆံတွေကိုတစ်ပင်အောက်မှာဖွက်ထားပြီးတော့ကောင်လေးကိုခေါ်ပြလိုက်တော့ကောင်လေးကပိုက်ဆံတွေအများကြီးကိုမြင်လိုက်ရတော့ပန်းတကူပြစ်ထားတာတွေထင်ပြီးတော်တော်ပျော်ရွှင်သွားခဲ့တယ်။နောက်တော့ကောင်လေးကသူ့မိကိုပိုက်ဆံနေနေပေးပြီးတော့ပိုက်ဆံတွေကောက်ရခဲ့တယ်လို့ပြောပြလိုက်တယ်။နောက်တနေ့ကောင်လေးခွေးနဲ့လမ်းလျှောက်ထွက်လာတဲ့အချိန်မှာပဲငွေတဲတဲ့ဝန်ထမ်းနဲ့တွေ့တော့သူကခွေးလေးကိုမှတ်မိပြီးတော့ ဒီခွေးကတခိုးပဲလို့ပြောနေတဲ့အချိန်မှာပဲအမျိုးသမီးတယောက်ရဲ့လက်ဆွဲကိုခွေးလေးကခိုးယူပြီးထွက်ပြေးသွားခဲ့ပြန်တယ်။နောက်တော့လူတွေကခွေးလေးနောက်ကိုပြေးလိုက်လာခဲ့ကြပြီးပန်းချံတစ်ခုထဲမှာခွေးလေးကိုဖမ်းမိသွားကြတော့ရဲစခန်းကိုအလိုက်ကြရောဒီတော့ရဲစခန်းကမင်းရဲ့ခွေးကဗန်တွေကိုလည်းလူလက်ခဲ့ဘူးတဲ့ခုလဲငွေသားတင်တဲ့ဘင်ကားစီကခိုးယူခဲ့ရဆိုတော့တခိုးကြီးစားဖြစ်နေပြီးဒီတော့ဖမ်းဆီးထားရလိမ့်မယ်လို့ပြောပြလိုက်တယ်။ကောင်လေးလည်းခွေးလေးကိုပွေ့ဖက်ထားရုံပဲတက်နိုင်ခဲ့ပြီးတော့သူ့ပါမလုံးမပေးနိုင်ခဲ့ဘူးပေါ့။အိမ်ပြန်ရောက်တော့ခွေးလေးကသူ့ကိုကြိုးအတွက်ခိုးခဲ့တာမဟုတ်ဘူးဆိုတာကောင်လေးကနားလည်ခဲ့ပြီးတော့ ခွေးလေးကသူ့အတွက်မိသားစုဝင်တယောက်လိုလည်းဖြစ်နေတော့ရဲစခန်းကိုသွားပြီးခွေးလေးကိုကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့ခွေးလေးရဲ့တချိန်ကသခင်ဟောင်းတွေရောက်လာပြီးခွေးလေးကိုခေါ်ဆောင်သွားကြပြန်တယ်ပြီးတော့သူတို့ကခွေးလေးကိုခေါ်ပြီးဘန်ကိုလူရက်ဖို့ထွက်လာခဲ့ကြပြန်တယ်အဆောင်ကိုဒင်းနဲ့နဲ့ချိန်လိုက်ပြီးတော့ငွေတွေကိုအသာတကြီးပေးလိုက်ဖို့ပြောပြီးငင်းငင်းမနေရင်အားလုံးဝူရှူဝါတွေဖြစ်ကုန်မယ်လို့ပြောတော့ဘန်မန်နေဂျာကဘာမှမတက်နိုင်ခဲ့ပေမဲ့ခွေးလေးကိုတကယ်ကမင်းကခွေးကောင်းတကောင်ပါပဲကွာလူမိုက်တွေနဲ့ပေါင်းပြီးတော့ပျက်စီးမနေနဲ့လို့တတိပေးလိုက်တော့ခွေးလေးကတန်ဝေကရသွားခဲ့ရောဒီတော့သူကပိုက်ဆံတွေကိုဆာရွက်တွေနဲ့လဲလှယ်ပစ်ခဲ့လိုက်ပြီးတော့ အိတ်ထဲမှာခြေရာခံဆက်တစ်ခုကိုထည့်လာခဲ့လိုက်တယ်။ကားပေါ်ရောက်တော့သူခိုးတွေကပိုက်ဆံတွေရလာခဲ့ပြီလို့ထင်ခဲ့ကြပေမဲ့ဆာရွက်တွေပဲဖြစ်နေခဲ့တယ်။ခဏကြာတော့ရဲတွေလိုက်လာပြီးသူတို့ကိုဖမ်းဆီးလိုက်ကြတယ်။ဒီလိုနဲ့ခွေးလေးကလည်းခွေးကောင်းလေးတစ်ကောင်ဖြစ်သွားပြီးတော့မြို့ရဲ့သူရဲကောင်းပွဲတစ်စိတ်ကိုပါချင်းမြင့်ခံလိုက်ရလေတော့တတိပေါ့ဗျာ။